တရေရောက်ရှင်ငါနေကြိုးစပါရခင်ဗျာဟင်တတတတရေဟုတ်လားဗျဟုတ်ပါတယ်ဟိုကျွန်တော်တို့ကရိုက်ကူကြီးကတရေတွေပါဗျမကြောက်ပါနဲ့နော်ဒါနဲ့တုပ်ပေါ်လေးတရေအစ်စ်ကိုတရုတ်ဆောင်တရေတွေထင်းသွားပြီးတော့အော်တော်သေးတာပေါ့ဟိုဒါနဲ့ဘာဖြစ်လို့လဲဗျရုပ်ရှင်ကကုတနေမပြသေးဘူးကျွန်တော်တို့ကကြည့်ချင်လာပြီဟိုရုပ်ရှင်ပြဖို့အတွက်ကပြဿနာလေးနည်းနည်းရှိနေလို့ဗျအဲ့ဒါကကိုကြီးတောင်းချင်လို့ပါ ဟာဒါနဲ့တရေလက်ထောင်လေးသူကူညီတောင်းမဲ့ကိစ္စကိုပြောလိုက်တော့တယ်တရေတော်တို့ဘောတယောက်ရွာလန်းအတိုင်းလမ်းလျှောက်လာနေတော့အဖွားတို့တယောက်နဲ့လမ်းမှာတွေ့တော့တယ်မြည်လေမြည်လေအဖွားရောင်းဆရာရှိလို့ဝယ်ပေါင်းကွယ်ဗျာအဖွားကကျွန်တော်ဘန်ရောက်มาလေးဗျအဖွားစီမှာဒီလက်မလေးလေးဆောင်ဝယ်ပါဦးနော်ဒါလေးပဲရှိတော့တာပါ အဖွားအိမ်ပြန်ကျင်လို့ပါကွယ်အဖွားကသူ့ခါးကြမှာညှက်ထားတဲ့ရုပ်ရှင်လက်မှတ်လေးဆောင်ကိုတုပ်ပေါင်းကိုပေးလိုက်တော့ရီအော်ဟိုရုပ်ရှင်လက်မှတ်တည်လားဗျဟိုရရရတဲ့ဖွားတောင်းဝယ်လိုက်မိတောင်းနဲ့တောင်းငယ်ချင်းနေရရုပ်ရှင်ကြည့်ရတာကြိုက်ကြတယ်အဖွားသားအဲ့ဒီစကားမှာဒရိုက်တာကြီးရဲ့လက်ထောက်လေဟိုဆက်ဆက်လာကြည့်နော်ငါမီဒီလိုနဲ့အဖွားကိုစီရနေတုပ်ပေါင်းတယောက်ရုပ်ရှင်လက်မှတ်ဝယ်လိုက်တော့ရီ ဝယ်ပြီးတဲ့အခါမှာတော့အဖောင်းကိုလေသူ့ရှိကနေချက်ချင်းပြောက်သွားတော့တာပါဒါကိုလက်မမှာအယုံရောက်နေတဲ့တုတ်ဘောတယောက်ကတော့မသိလိုက်ပါဘူးဒိတ်ကမနှက်ပြန်ပြမှာဆိုတော့ငါဟိုကောင်ဖိုးထုတို့အခုတောင်းဝင်ပြောမှာပါပဲဟမ်တုတ်ဘောလေအဲ့လိုတွေးပြီးကြည့်လိုက်တဲ့အချိန်ခုနကသူ့ကိုလက်မရောက်နေအဖောင်းကကမရှိတော့ပါဘူးဟမ်ဘယောက်သွားတာမလဲတော်တော်လဲရှောက်မြန်နေအဖောင်းပါလား အဲ့လောက်ပဲတွေးပြီးတော့တုတ်ပေါ်လေးဖိုးတူအိမ်ကိုထွက်လာခဲ့တော့ဒီဖိုးတူအိမ်ကိုအရောက်မှာတော့လူစုံတက်ဆုံရှိနေတဲ့အတွက်ကြောင့်တုတ်ပေါ်လေးဟာမင်းတို့ကလူစုံလို့ပါလားငါမပါပဲဘာလို့ပုံများတိုင်မင်းနေကြရလေဟာမင်းကိုဖုန်းဆက်နေရကြားရလာပြီဖုန်းကြမကင်မင်းနဲ့ဖုန်းကိုအိမ်မှာထားခဲ့မိတာကွဒါနဲ့ပြောပါဦးမင်းတို့က ဘာလို့ဖို့တိုင်မင်နေကြတာလဲ။နွေရာသီပိတ်ရက်လေးရုပ်ရှင်လေးပါလေးကြည့်မလားလူလေးဟာ။အဲ့ဒါတိုင်မင်နေကြတာ။ဟာအဲ့ဒါဆိုရင်တိုင်မင်မင်းနေနဲ့ကြည့်လိုက်ကြစို့။ကြည့်အောင်လက်မှတ်ဒီပါဒီမှာမွေရသေးတာဟာ။ဘာစကားကြည့်မေဆိုတာလေမရွေးရသေးဘူးလေဟာ။အဲ့ဒီတော့တော့မပူနေ။ငါမှရုပ်ရှင်လက်မှတ်လေးဆောင်တော့ရှိတယ်ဟာ။လမ်းမှာအဖေါ့ကိုတယောက်ရောင်းနေရနေငါဝင်လာခဲ့တာ။စကားကလည်းမနေ့ကကြရင် ရုံတင်မှာဟာဒါဆိုကောင်းတာပေါ့လက်မဝယ်စရာမလိုတော့ဘူး ပြန်စမအောင်မင်းလက်မဲ့ကြည့်ကြည့်အောင်ဘာကားလဲလို့ဒါနဲ့တုပ်ပေါ်လေးလက်မှတ်ကိုပေးလိုက်တယ်ဟာဘာကြီးလဲဟာစကားနမေရဘာနေနေပေါ့ကွာကြည့်မှာပဲမလားဒါဆိုမနေ့ပြန်ညာစုံမယ်ကွာမင်းတို့တော့ယောက်တုံးရယူထားလိုက်ကြငါတရွက်ယူထားလိုက်မယ်ကဲဒါဆိုရင်တော့ပြန်ပြီဟဲ့အဲ့လိုပြောပြီးတုပ်ပေါ်လေးဖိုးတူအိမ်ကနေပြန်သွားတော့ရင်ဖိုးတူကတုပ်ပေါ်ကိုလှမ်းပြီးអော်လိုက်တယ်ဟဲ့အောင်တုပ်ပေါ်မနေ့ပြန်ကြရင်လမ်းလေးဝက်ခဲ့နော် ဒလုံနဲ့သူတို့အားလုံးနောက်တနေ့မှာတော့ရုပ်ရှင်အောင်ကိုရောက်လာခဲ့ကြတယ်။ရုပ်ရှင်အောင်မှာရောက်နေပေါပေါဆုပ်ဝင်စားပြီးမရောက်တော့ခေါ်လျှောက်ပြစ်နေကြတာပါ။မိဝိုင်းမကဟဲ့တော့ဘောနေကြည့်အောင်စားမနေတော့နော်။တော်ကြရုပ်ရှင်ကြီးမှစားစရာမကြောင်ဖြစ်နေမှာ။မကြံတော့လေဘာဖြစ်လဲမိဝိုင်းမရဲ့နောက်ထပ်တစ်ခုထောက်ဝင်มาပေါ့ဟာ။ဟမ်ဟဲ့တော့ဘောမင်းရုပ်ရှင်ကဟုတ်တော့ဟုတ်ပါတယ်နော်။လာကြည့်နေသူက ဘာလို့တယောက်မှမရှိရလဲကွအေးကွာဟုတ်ပါငါလည်းအဲ့ဒါပြောမလို့ဟိုရုံထဲဝင်လာတာဆိုတော့ငါတို့လီယောက်ပဲရှိတာလားလို့လीဟမ်လာမှာပေါ့ကွာငါတို့ဟာစောလို့နေမှာပါဟာဘယ်နဲ့စောရမှာလဲကွခဏနေပဲရုပ်ရှင်အောင်နဲ့ဝင်ရတော့မယ်ဟောင်းပုံမှန်ဆို ခုချိန်လောက်ကလူရှုပ်နေသိမိလीကွာဘာဖြစ်လဲကွာငါတို့ပဲအေးစီကြည့်ရတာပေါ့ဟာ လူသန်စုသန်နေမကြရတာဘလောက်တော့ကောင်းလိုက်လीဒီလိုနေ့ခဏနေတော့သူတို့နာကို တရေရုံဝင်တဲ့တရားရောက်လာတော့ဒီတရေရုံဝင်တဲ့ကဖို့ထုလို့ကိုဟိုရုပ်ရှင်ကြည့်ဖို့လာတဲ့သူတွေဟုတ်တယ်မလားဗျဟုတ်ပါတယ်ဟိုကျွန်တော်လက်မှတ်လေးပေးပါနော် ပြီးရင်တော့ကျွန်တော်နောက်ကနေလိုက်ခဲ့ပါဗျဟမ်ဒါနဲ့သူတို့လည်းလက်မှတ်တွေကိုရုံဝင်နှန်းစီပေးလိုက်ကြပြီးသူ့နောက်ကနေလိုက်သွားလိုက်ကြသည်ရုပ်ရှင်ရုံနဲ့ရောက်တဲ့အခါမှာရုံဝင်နှန်းကဒီမှာထိုင်ရမှာပါဗျ နေကြစီတို့၊ကွာစီတို့ပါလာရင် အမိုက်တွေကိုအောက်မချပါနဲ့နော်။အိမ်ကိုပြန်ကုန်သွားမှာဗျ။အဲ့လိုပြောပြီးတော့ပြန်ထွက်သွားတော့လေ။ပိုးထူးတို့လည်းသူကြပေးနေတဲ့နေရာမှာကိုစီဝင်တိုင်ပြီးရုပ်ရှင်ပြမယ့်အချိန်ကိုစောင့်နေကြတော့လေ။ဒါလိုလေခဏနေတော့ရုပ်ရှင်အုံထဲမှာထုံထားတဲ့မီးတွေအလုံးမှိတ်သွားပြီးရှစ်မှာမီးအောင်ပြက်ပြလေးကိုပဲမြင်ရတော့တာပါ။ဟာစပြီစပြီစပြီဟာ။ဒါလိုနဲ့သူတို့ရုပ်ရှင်စကြည့်ရတော့မယ်တင်ပြီး စိတ်လုံရှားနေကြတယ်ဒရိုက်တာကြီးဟိုအဲ့ဒီနေရာမှာတရုပ်ဆောင်မဲရွာလူတွေကဒီနေ့ဟိုရွာဖျားပွဲရှိလို့နေပြမလာကြအောင်ဟာပြဿနာပဲဘာလို့ရွာဖျားပွဲရှိလို့မလာနိုင်တာလဲကွငါနဲ့ဒါဆိုရုပ်ရှင်ကိစ္စဘယ်လိုလုပ်ကြမှာလဲ မင်းသားမင်းသမီးတွေကိုရက်ချင်းယူထားလို့ပတ်စံနေပြေးနေရများနေပြီကွာကျွန်တော်လူရွာကကလေးလေးကိုတော့ခေါ်ထားတယ်ဗျဟိုတို့စကားရှိုက်မယ်ဆိုပြီးကူရိုက်ခန့်လိုက်ရမလားဟာစကားတော့မပြီးသေးတဲ့ဟောင်းမင်းကဘာကိစ္စခေါ်ထားတာလေဟာကျွန်တော်ခေါ်တာမဟုတ်ဘူးဗျကျွန်တော်မိကတူသားပထမဆုံးလက်ထောက်လို့ထားတယ်ကားဆိုပြီးကြည့်တဲ့သူများအောင်လို့လူရွာကိုပါလက်မှတ်တွေတောင်းရောက်ထားတာဗျအေးပေါ့အစိုးရကအကောင်းမော်ကွာ တရဲမှာမရှိတာရှိတဲ့လူပဲတော့ရတော့မှာပေါ့ဒါဆိုကျွန်တော်တို့ကိုတွားခေါ်လိုက်မယ်နော်ဒရိုက်တိုင်းအေးအေးမြန်မြန်တွားခေါ်ကြည့်ဒီအောင်မစကားကိစ္စကိုငါကိုယ်တိုင် ပြောမယ်ဟာဒါနဲ့တရဲလက်ထောက်လေးဖိုတူတို့ခေါ်ဖို့အတွက်ထွက်သွားတယ်ဖိုတူအောင်နာကိုရောက်မှာတရဲလက်ထောက်ကတရဲရုပ်ရှင်ကနေကြိုးစားပါတယ်ခင်ဗျာဟင်တဲ့ ။တရေဟုတ်လားဗျ။ဟုတ်ပါတယ်။ဟိုကျွန်တော်တို့ကရိုက်ကူးကြီးကတရေတွေပါဗျ။မကြောက်ပါနဲ့နော်။ဟာ။ဒါနဲ့တုပ်ပေါ်လေတရေအစ်စ်ကိုတရုတ်ဆောင်တရေတွေထင်းသွားပြီးတော့အော်တော်သေးတာပေါ့။ဟိုဒါနဲ့ဘာဖြစ်လို့လဲဗျ။ရုပ်ရှင်ကကုတ္တဏီမပြသေးဘူး။ကျွန်တော်တို့ကကြည့်ချင်လာပြီ။ဟိုရုပ်ရှင်ပြဖို့အတွက်ကပြဿနာလေးနည်းနည်းရှိနေလို့ဗျ။အဲ့ဒါကကုညီတောင်းချင်လို့ပါ။ဟာ။ဒါနဲ့တရေလက်ထောက်လေးသူကူညီတောင်းမဲ့ကိစ္စကိုပြောလိုက်တော့တယ်။ဟွန်း ဒါဆိုရုံတင်ရင်ကျွန်တော်မျက်နာလေးစကိုင်းလေးမှာပါလာမှာပေါ့နော်။ဒါပေါ့ပါလာမှာပေါ့ဗျ။မင်းသမီးယူရှူတဲ့မိဘိုင်းမကလေး။ဒါနဲ့မင်းသမီးကမသူလဲရင်။ချားရခန်းကြီးရောမပါဘူးလားဗျ။ကျွန်တော်ကအဲ့ဒီခန်းကြီးဆိုရရင်နော်။သူတို့တယောက်တစ်ပါးပြောနေရနေတရေလက်ထောက်လေး။ဟိုအဲ့ဒါကိုဟိုဒရိုက်တာကြီးကပြောပြပါလိမ့်မယ်။ဟိုဒါမဲ့မင်းသားမင်းသမီးကတော့ဒီနေ့ရိုက်မယ်ရိုက်ခွင့်မရှိပါဘူး။ရပါလေရှိရှိမရှိရှိ။ ကျွန်တော်မျက်နှာလေးရုပ်ရှင်နဲ့ပါမယ်ဆိုတာနဲ့ကြိုက်တယ်ဗျ။အိုဒါဆိုရင်ရိုက်မယ်။ဘယ်အောင်လိုက်ခဲ့ရမှာလဲဗျ။ရှင်နာတင်ကမသွားခင်နည်းနည်းလောက်တော့ကြိုပြီးတော့ပြောထားပါအောင်မယ်နော်။ဒရိုက်တာကနည်းနည်းအပေါက်ဆိုလို့အဲ့ဒါကိုတော့တီးခံပြီးပါ။မိကုန်းနေတော့အရင်မမေးကြပါနဲ့နော်။သူကတိတ်ပြီးတော့စိတ်မရှိလို့။ဟာဒီလိုနဲ့တို့အားလုံးတရေလက်ထောက်နောက်ကနေလိုက်လာခဲ့ကြတယ်။တရဲဒရိုက်တာရှိကိုရောက်တော့တရဲလက်ထောက်က ခေါ်လာခဲ့ပါပြီဒရိုက်တာကြီး။အော်အေးဟုတ်ပြီ။ငါတို့ရှိမှာအရှင်ကခွဲရိုက်တာကလေးတွေဖောက်နေရပြီ။ကဲပါတရရမှာမရှိတာ။လူနဲ့ပဲဖြစ်အောင်လို့ရိုင်းရတော့မှာပေါ့။ဒါနဲ့မင်းတို့ရိုင်းရမယ်ကဘာကလဲဆိုတာသိလား။မသိပါဘူးဗျ။အခုတလောမင်းတို့ရွာမှာနာမည်ကြီးနေတဲ့ဇက်ကဘာကားရှိလဲ။ဒါနဲ့အာလုံကတယောက်တစ်ပောက်ဝိုင်းကြည့်ကြတယ်။တရဲဒရိုက်တာကကဲကဲရပြီရပြီ။တခုမှမမှန်ဘူး။အခုငါတို့ရိုင်းမဲ့ကားက ကိုရီးယားလူတွေရှိုက်နေရတဲ့အရင်စောပြီးပြမယ်စကားရိုက်မှာနားလေလားဗိုလ်သူတို့ကတော့တယောက်နဲ့တယောက်ကြည့်ပြီးရုပ်ရှင်တွေပါအားတော့မှဖြစ်တဲ့အတွက်သဘောတူကြနေရတာပါအဲ့နောက်တော့တရေလက်ထောက်ကရော့ဒီမှာအင်ကြီးစင်တို့ဝေးကြဒါနဲ့တို့အားလုံးစင်တို့ဝင်လိုက်ကြတော့ဒီတုတ်ပေါ်ကဟာဟဲ့ဗိုလ်သူမင်းက07ငါကတွေးငပေးက01ဟမ်မြဝိုင်းက06တယ်ကွာ ဒါနဲ့နောက်ထပ်လူတွေကဘာမှလေးဗျနမတ်တရားအများကြီးဆိုတော့ဟမ်မရှိဘူးမင်းတို့လေးယောက်တည်းဘတ်ဂျက်စေ့ထားတာဟင်လူကလေးယောက်တည်းကိုဘာလို့နမတ်တရားအစက်လိုက်မဖြစ်တာလေးဗျအဲ့ဒါဒီမေးမနေနဲ့တော့အပြင်းအတိုင်းတယောက်ဆောင်တော့လိုချင်တယ်နော်ဒီတော့မင်းတို့ပထမဆုံးစောရမယ်ခင်ဗျာဟိုဘက်မှာရေဦးရှိတယ်မြင်လားအဲ့ဒီရေဦးအလုတ်ကိုဒီဘက်ကနေဟိုဘက်အမြန်ဆုံးမကွဲအောင်တည်ခဲ့ရမယ်အနိုင်ရှုံးကရောဘလို့လဲဗျဟမ်ရှုံးတဲ့သူကထွက်ရမှာ နောက်ဆုံးအထိအနိုင်ရတဲ့သူကတော့ရုပ်ရှင်လည်းမအလကားရမယ်။ဟင်ဒါဆိုရှုံးတဲ့သူတွေကဝယ်ကြည့်ရမှာလားဗျ။ဟုတ်တယ်။ကဲဒါဆိုစမယ်။54321 action အဲနောက်မှာတော့ဖိုးထူးထူးတတွေကသတ်မှတ်ထားတဲ့စီးရီးတွင်းမှာရေအိုးကိုတန်းလို့ဟိုဘက်ကနေဒီဘက်ရှောက်အောင်သွားရတယ်။ဒီလိုနဲ့သွားနေတဲ့တောတွင်းမှာဖိုးထူးကရှေ့ကရောက်နေပြီးမိဝိုင်းမကနောက်ဆုံးမှဖြစ်နေရောလားပါ။အဲ့ဒီရဲ့ချင်း ိပိုင်းကကြေကျော်လေးတဲ့ကမှာတော့ရေဦးကလေးအောက်ကိုကြောက်ခဲသွားတော့တယ်။အဲ့ဒီအချိန်သူနဲ့ရှေ့မှာရောက်နေတဲ့ဖိုးထူးထူးတတွေကပြန်လာပြီးမိပိုင်းကိုဝိုင်းထုတ်ကြတော့ရေဦးတွေလည်းအကုန်ကွဲကုန်ကြပြန်နေ။ဒါနဲ့ဒရိုက်တာကသူ့တို့နာရောက်လာတယ်။ဟေးကလေးတွေဒီလိုဆုံးလို့မရအောင်လေကွာ။အခုရေဦးတွေအကုန်ကွဲကုန်ပြီ။ရုပ်ရှင်ရိုက်နေတာကွာ။ဒရီလေးလည်းကက်ကြအောင်။ဟဲ့မိပိုင်းနင်ရှောက်နိုင်ရဲ့လား။အေးရှောက်နိုင်နေ။ဒါပေမဲ့ ရှင့်မြမြမရောက်ဘူးဖြစ်နေတာဟာငါတော့ပထမကိန်းနဲ့နေထွက်ရပြီတင်ပါလေဒီလိုနဲ့နောက်တစ်ချိန်ပြန်ပြီးတော့ရေဟုတ်ခုတန်းလို့ရှောက်ကြရပြန်နေဒီခါမှလည်းရှေ့ကနေရောက်နေတဲ့ဖိုတူတုပ်ပေါ်နေငပိန်တို့ကအနိုင်ရသွားပြီးမိဝိုင်းကတော့ဂိန်းကနေအောက်လိုက်ရတော့တယ်တရေဒရိုက်တာကသူ့တို့နောင်ရောက်လာတယ်အခုနောက်တဲ့ကစားအမကလမ်းထောက်ကိုစကားရင်းမှပါတဲ့အယုံလို့အနောက်ဘက်ကိုလှည့်ခိုင်းထားမိတယ် မင်းတို့သုံးယောက်ကတော့ထိုင်နေပြီးတော့ဘောလုံးတစ်လုံးကိုတယောက်စီပြစ်ပေးနေရမယ်။အဲ့ဒီအချိန်လက်ထောက်ကရက်လို့ပြောနေကဘောလုံးလက်ထဲရှိနေတဲ့သူကထွက်ရမယ်။အော်အဲ့ဒါလားဗျ။လွယ်တယ်ရင်စော့တယ်တယ်ဗျစော့တယ်တယ်။အေးဟုတ်ပြီ။လက်ထောက်လာမယ်။သူတို့ကိုဘောလုံးပေးလိုက်။မင်းတို့သုံးယောက်ကထိုင်မယ်။ Ready Action ။ဒါနဲ့ဖိုးထူးကိုလည်းထိုင်ချလိုက်ကြပြီ။ဘောလုံးကိုတယောက်ကိုတယောက်ပြစ်ပေးနေကြရင်အဲ့ဒီအချိန် အနောက်ကိုလှည့်နေတဲ့တရေလက်ထောက်ကရက်ရက်လို့ပြောလိုက်တဲ့အချိန်မှာတော့ဘောလုံးကငပိတ်လက်ထဲရှိနေပြီးငပိန်ကထွက်လိုက်ရတော့တယ်။ကဲဒီတက်ကနောက်ဆုံးငိမ့်မယ်ကြံတော့တယ်။နောက်ဆုံးငိမ့်ရလေလွယ်ပါတယ်။မင်းတို့ဘတ်စကတ်ဘောဆော့ဘူးကြတယ်မလား။အဲ့ဒီအတိုင်းခြေနှလုံးချပေးထားမယ်။အဲ့ဒီခြေနဲ့ကိုဘောလုံးဝင်အောင်ပြည့်ရမယ်။ပထမဆုံးပြည့်နိုင်နေသူကနိုင်မယ်။ဟေးဒရိုက်ဒရိုက်လှုပ်လိုက်တော့တော်ဘောတို့ကတော့ဟိ တက်ကြွားတဲ့ကြပါဖြစ်နေပြီဟေးဖြစ်နေပြီဒီလိုနဲ့ဖိုတူတို့ကတော့အဲ့နေရာမှာဒီမဲနေလိုက်ကြပြီသူတို့ကိုဘောလုံးတစ်လုံးပေးလိုက်တော့တယ်တယောက်တစ်လိမ့်စီဘောလုံးကိုကျောင်းနေပြည်ရကနောက်ဆုံးမှာတော့တုပ်ဘောကပထမဆုံးဝင်သွားတယ်ရှီဝင်သွားပြီကွာဝင်သွားပြီဝင်သွားပြီဒါနဲ့ဖိုတူလေးရှုံလာတော့တယ်တင်းဒရိုက်တာကတုပ်ဘောနောက်သွားလိုက်တယ်ကဲမင်းနိုင်သွားပြီဒီတော့အားလုံးပဲဒီနောက်ပြန်လာကြပါဦး ဒါနဲ့အနောက်မှာတိုင်နေတဲ့မြေဝိုင်းနိုင်ငံပင်လေးတရဲဒရိုက်တာနားကိုပြန်ရောက်လာကြတယ်။တရဲဒရိုက်တာကမင်းတို့အားလုံးကျေးဇူးတင်ပါတယ်။ဒီစကားတရဲရွာမှာရုံနေတဲ့အခါကျမင်းတို့အားလုံးကိုရုပ်ရှင်လက်မှတ်တွေပို့ပေးပါမယ်။အခုတော့မင်းတို့လည်းပြင်ပန်းသွားပြီဆိုတော့ပြန်လို့ရပါပြီ။အနိုင်ရတဲ့ကျွန်တော်အတွက်ကရောဘာရမှလေးဗျ။အော်အဲဟုတ်တာပဲ။ဒီအင်းကြီးလေးလက်ဆောင်ပေးလိုက်မယ်နော်။ယူသွားလိုက်။ကျန်တဲ့သူတွေကတော့အင်းကြီးတွေချုပ်ပြီးတော့လက်ထောက်ကိုပေးထားခဲ့လိုက်နော်။ အိမ်တော်မှာတုတ်ပေါ်နေရုပ်ရှင်ရမ်းရာကနေပထမဆုံးရတဲ့အင်းကြီးဆိုပြီးတော့ပျော်သွားတော့တယ်။ဂိမ်းမှာရှုံးသွားတဲ့ဖိုတူတို့ကတော့အင်းကြီးတွေကိုလက်ထောက်စီအပ်လိုက်ကြတယ်။ဦးရုံတရင်လည်းဆက်ဆက်ပို့လိုက်ပါနော်။ကျွန်တော်လာကြည့်မယ်ဗျ။အခုတော့ပြန်လိုက်ပါအောင်မယ်ဗျာ။ဒီလိုနဲ့ဖိုတူတို့လည်းရုပ်ရှင်ရုံထဲကနေထွက်လာခဲ့ကြတော့တယ်။